အားလုံးပဲမင်္ဂလာပါရှင်ဣရစီခမြို့မှာအော်ဒီယိုဘုကလည်းပြန်လည်ကြိုဆိုလိုက်ပါရယ်ဆံမခင်နေချင်းတာရေးထားတဲ့ဒီနေ့ဖတ်ပြမယ့်စာအုပ်လေးကတော့ရှုံးနှင်းရှင်တန်မှုတွေလားဆိုတဲ့ခေါင်းစဉ်လေးတတိယမြောက်လေးဖြစ်ပါရယ်ရှင်မြန်မာလေးရင်မင်္ဂလာနက်ခင်းမှာအေဂျင့်ပြောရှိပါစေမြန်မာလေးအတွက်ဒီနေ့နက်ခင်းမှာမင်္ဂလာရှိတဲ့ကြပြတဘောလက်ဆောင်ပေးမယ်နော်ကြပြပိုင်ရှင်ကတော့တိပိနကထာရမင်းကိုဆရာတော်ကြီးရေးသားထားတဲ့မြတ်စွာဘုရားဟောဖို့ ကြာသည့်တရားတော်ရင်ဒေသနာစင်ဟုဖောစီမြိုက်ခဲဓမ္မပွဲလီလက်ထဲပုံတင်ဆက်ရောက်နေလျက်ရှောင်းသွေးနှလုံးကိုမတုံးတော့အရှုံးနည်းပြင်ရှစ်လိလို့တဲ့ဆရာတော်ကြီးရဲ့ကြံပြားတွေဟာရွတ်ဆိုရတာတိတ်ပြီးရတာရှိရပဲပြီးတော့ဓမ္မတဘောတရားတွေလည်းလေးလေးနက်နက်ပေါ်ပေါ်နေနေနဲ့ထင်းကနေရှင်းကနေပဲညီမလေး ဲ့ဒီကြပြာကိုတူတူလေးအတန်ထွက်ဆွကြည့်ပါနော်ပြီးတော့ဒီကြပြာရဲ့အထိပ္ပယ်ကိုကြည့်ပါအောင်မြစ်ဆော့ဖီဟာဟောတော်မူထားတဲ့တရားတော်ဆိုတဲ့ဓမ္မဘောစီတွေဟာကိုယ့်ရဲ့လက်ထဲကိုမလင်းမသွေရောက်လာပြီးလက်ထဲဆက်ဆက်မြဲမြဲရောက်လာတဲ့တရားအစအစတွေကိုမစားချင်ပါဘူးဆိုပြီးညင်းမေလို့တကယ်ပဲမစားဖြစ်ကိုယ့်လောက်အဖြစ်ရှုံးနေလို့မရှိတော့ပါဘူးဒီမှာလေအလုံးအင်မတန်တန်ဝင်ကဖြစ်เสียကောင်းတဲ့ကြပြာပါ အမရုတ်ရီရဲ့လက်ထဲမှာဖခင်ရဲ့တရားတော်တွေဟာအလွယ်တကူရောက်နေတာတော့ ဒုရုပုထကရှာနေစရာမလိုပဲတီဗီမှာရေဒီယိုမှာကွန်ပျူတာမှာဖုန်းမှာစပီကာဖောင်းလေးတွေမှာဖခင်ရဲ့တရားတော်တွေကိုနိုင်မှတ်သားခွင့်ရနေတာဘလောက်ကန်းကောင်းလိုက်တယ်လဲဟိုးအရင်တုန်းကဆိုရင်တရားဆိုတာတာရင်နိုင်ရင်ရှိမှအတူတူထွက်ထွက်နာခွင့်ရတာမဟုတ်လားအလူရန်ကြီးရှိမှခက်ရှိရှိနာကြရတာဒီခေတ်မှာတော့တရားတပုတ်နာဖို့ဘလောက်လွယ်လိုက်တယ်လဲဒါပေမဲ့လေငါးတိုင်းများတော့ဟင်းဟောင်ဆိုသလိုလွယ်လွယ်ရတဲ့အရာတွေမှတန်မိုးထမှုညော့လာကြတယ် ိုတော့ကတရားဆိုတာခက်ခက်ခက်ခဲရှာရှာပါပါနားရတာမို့တိတ်တမိုးထားလိုက်နာကြတယ်။ရှေ့လူတွေဟာအဆက်ကြောက်ဆိုတဲ့ဟီရီအော်တပ်ပတိတ်ကြည်တာပဲ။မေတ္တာကိယနာဆိုတဲ့ဗျမဆုတရားကိုအမြဲတမ်းလက်ကင်ထားကြတယ်။ဒါကြောင့်ဟိုးရှိရှိကလူတွေအကြောင်းကိုပြန်ပြောကြလို့နားထောင်ရတဲ့အခါတိတ်လွမ်းစရာကောင်းတာပဲ။ညီမလေးရေဒီနေ့ခက်မှာဆိုရင်တရားတွေနားရတာလေကူလိုက်တာ။ဒါပေမဲ့တရားနာဖို့လွယ်တယ်လို့တရားကိုလိုက်နာချင်တဲ့သူတွေကြတော့နေနေလာတယ် လူတွေဟာဟီရီအော့တပတွေမေ့လာတယ်။အချက်ချောက်ဆိုတော့စိတ်မှဖြစ်လာဖို့နည်းနည်းသာသာကိုခန္ဓာမှာတော့မေ့လာကြတယ်။ဂျမဆိုတရားဆိုရင်အလောင်းပို့တဲ့နိုင်ရင်ရင်လောက်ကိုသာမြင်သက်ကြတော့လား။ဒါကြောင့်မင်းကိုဆရာတို့ကြီးကတတိပေးဆုံးမတော်မူတယ်။ကိုလက်ဝဲကိုလွယ်လွယ်ကူကူရောက်လာတဲ့တရားဆိုတဲ့ဓမ္မထမင်းပွဲကြီးကိုကိုကမစားချင်ဘူးဆိုရင်ကိုထက်ရှုံးနေသူမရှိတော့ဘူး။အမိုက်ဖော်စင်ဆိုတဲ့ဓမ္မထမင်းပွဲကိုကိုလက်ထဲရောက်နေပါလိမ့်ရဲ့မစားနိုင်ကြတာဟာနှမျိုးရှိတယ်။ တယောက်ကမသေးလို့နောက်တယောက်ကဂရင်းပြက်နေလို့ပါပဲဒီမလေးဘလို့လူကဓမ္မထမင်းပွေးကြီးနေမသေးတာလဲသာသနာနဲ့တွေ့နေကြုံနေတဲ့ခင်မှာလူဖြစ်နေပြီမယ်ယန္တနာသုံးပါးမကြည်ညိုတဲ့မျိုးမှာလူဖြစ်ရမျိုးကိုရင်ကလည်းယန္တနာသုံးပါးကိုမကြည်ညိုသူဖြစ်နေမယ်အဲ့ဒီလိုလူမျိုးဟာဓမ္မထမင်းပွေးကြီးနေမသေးတော့ဘူးလေသူ့ရောခါနဲ့သူ့ကိုစားလို့မရဘူးပေါ့ ဂရင်းပြတ်နေတဲ့သူကတော့ဘုဒ္ဓဘာသာဝင်ဖြစ်နေပါစီ။တရားတရားခေါ့မာတဲ့သူအတိတရားနေပါတဲ့သူသူကြတော့တရားအရသာကိုစားဖို့တရားပညာဂရင်းပြတ်နေတယ်။ညီမလေးအဲ့ဒီလိုလူတွေဟာကိုမပါတာခုံယူလိုက်စမ်းပါ။ကိုယ့်ကိုတန်မိုးထားလို့ကိုယ့်ကိုလေးစားလို့တရားထမင်းပွဲကြီးကိုအားရပါရစားနိုင်သူဖြစ်အောင်ကြိုးစားလိုက်နော်။အရှုံးတကအရှုံးဆိုတာ တရားနဲ့တွေ့ပါလေတရားကိုရှောင်ဖေးတာကိုပြောတာလူဖြစ်မရှုံးရောတရားကိုဘလို့အကြောင်းပြချက်မှရှောင်လွှဲလို့မသွားပါနဲ့ညီမလေးကြီးဒါကြောင့်ညီမလေးကြီးဒီနေ့ကစပြီးဒီစာအုပ်ကိုနားဆင်ပြီးတဲ့နောက်ညီမလေးကဘုရားဘာသာဝင်ပဲဖြစ်စေတခြားဘာသာကိုကိုယ်ဝေသီးပဲဖြစ်စေဒီစာနဲ့ပတ်သက်ပြီးတော့ညီမလေးဘုရားဘာသာအကြောင်းကိုလေ့လာလိုက်စာဖတ်ရှုပြီးနိုင်နာကျင့်သုံးဖို့အမပါလိုက်ပါရစေ ဒီနေ့ဖို့ဒီလောက်ပဲဖြစ်ပါလေရှင်အနားထောင်ပြီးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်ရှင်